Education Channel 2019 Warmly welcome to all of you from Education Channel is an online learning platform. The Education Channel of YouTube channel is continuously unloading free formal education lessons and tutorials with the new system curriculum. So now, the ကျွန်တော်ကတော့ဒီနေ့သင်ခန်းစာလေးမှာဆိုရင် Photoshop software နဲ့ license တက်ပုံပြုလုပ်တဲ့နည်းလမ်းလေးကိုဒီသင်ခန်းစာလေးမှာကျွန်တော်သင်ပြပေးမှာဖြစ်ပါတယ်။ပုံရှင်နဲ့အဲဒီပုံလေးကျွန်တော်ရှင်းပုံရှင်ဆွဲထည့်လိုက်တယ်နော်။ဒီတိုင်းဆွဲထည့်လိုက်ရတယ် ကျွန်တော်တို့ file open နေတော့ပြီးတော့ဆွတ်တယ်လေရခင်ဗျာโอเคအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဘာလို့ရင်းလုပ်မယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့စိုက်ချိုးမယ်เนาะစိုက်ချိုးမယ်ဆို 1. အဲကျွန်တော်စိုက်ချိုးမယ်1.1เนาะ တော့1.3အဲ resolution မှာတော့300ဒီလိုမျိုးလေးထည့်လိုက်ဒီ number တွေရိုက်ထည့်လိုက်နော်ရိုက်တယ်ပြီးတော့ဒီမှာ pixel inch ဖြစ်ကောင်းမယ်ပြီးရင်ဒီမှာ crop sorry ဒီကနေ down ရနေဆွဲပြီးတော့ကိုလိုတဲ့လောက်ပဲ crop မယ်နော် crop ချိုးမယ် ထားကိုကြည့်ပေါ့နော်ဒီလိုမျိုးပခုံးနှစ်ဖက်နဲ့ညီရမယ်တားကျင်းလို့လည်းမရအောင်ကျဲလို့လည်းမရအောင်ပခုံးနှစ်ဖက်အစုံပြီးတွဲယူလို့လည်းမရအောင်အောက်ကိုလည်းအရှိတွဲယူလို့မရအောင်နော်အပေါ်ကိုလည်းထိနေအောင်ယူလို့မရအောင်နည်းနည်းလုပ်ပေးထားပြီးတော့ဆိုအမှန်ကြီးလေးချက်ကြဆိုတာတလမတလမဆိုင်လေးရပြီပေါ့နော်တလမဆိုင်လေးရပြီဆိုရင်ကျွန်တော်အနောက်ခံ background လေးကိုဖြတ်မယ်နောက်ခံ background ဖြတ်တဲ့နေရာကျွန်တော်တို့ပန်တူးအတုံးပြူနေလေးပြောထားပြီပန်တူးနဲ့ဖြတ်လို့ရတယ်လို့ကျွန်တော်တို့အမြင်လို့ချင်းတော့ quick selection tool နဲ့ဖြတ်ပါတယ် ဲ့တော့ကျွန်တော် Queensland တို့နဲ့ဖြတ်မယ်။ Queensland တို့ဖြတ်တဲ့နေရာမှာကျွန်တော်တို့ Bullshit Passion မြင်ဂျီယာလေးတွေပါလာမယ်။ Passion Lane နဲ့ဆိုရင်တော့ဒီ Slasher ချက်တို့ကတော့ပါမှာမဟုတ်သေးဘူးနော်။တကယ်လို့ကွာ Passion မြင်တော့လို့ဆိုရင်တော့ဒီမှာ Slasher ချက်ကိုပြီးလာ။တကယ်လို့ Passion အနိုင်တုံးနေလို့ဆိုရင်တော့ဥပမာနဲ့ကိုမောက်ကလေးနဲ့ဒီမှာဒီလူပေါ်မှာကိုယူမဲ့အရာဝတ္ထုပေါ်မှာဒီလိုမျိုးလေးဆွဲသွားလိုက်နော်။ဒီလိုဆက်လက်ပြီးဝင်သွားလူဝယ်ဆက်လက်ယူပါမယ်နော်။အဲ့တော့ဒီဆိုရင်ကို ကျွန်တော်တို့ဒီမှာဆက်လက်ထဲကိုသွားမယ် modify node တို့ဖေတာပြီးမယ်ဖေတာအကြောင်းကိုလည်းကျွန်တော်ရှင်းပြထားပြီးပါပြီနော်ဖေတာအကြောင်းရှင်းပြထားပြီးဖြစ်တဲ့အတွက်နှိပ်လိုက်မယ်ဝမ်းမပီးရနော်ဖေတာကိုအနာက control G ကိုနှိပ်လိုက်ဒါဆိုရင်တော့သူအပေါ်မှာဒီဘက်မှာ layer ပေါ်မှာကြည့်မယ်ဆိုရင်ကျွန်တော် layer လေးတစ်ခုထွက်လာပြီနော်လူပုံတိတဲ့ layer လေးဒီမှာညလုံးမကြည့်လိုက်ရနော်အဲ့တော့ဒီပုံပေါ်မှာကျွန်တော်တို့က color တွင်း ကာလာတွင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဆိုကာလာကိုယူမယ်ဒီနေရာမှာတော့ကာလာကုတ်လေးကျွန်တော်လောက်တာတယ်3ည3 CFF ဆိုတဲ့အပြာရောင်လေးကိုကျွန်တော်ယူပြီးတော့ထည့်လိုက်တယ်ကြီးလို့လေးရပါမယ်เนาะပေဒါမှာဒီမှာ1ပြရတယ်เนาะပေဒါမှာ0.5တို့ပါတော့ထားလို့ရတယ်ပေဒါဒီမှာနာသာဖွာထွက်နေတယ်အဲအလိုမျိုးလေးရှိတယ်ဒါဆိုရင်တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ညမှာ ဒီနှစ်ခုကိုကျွန်တော်တို့ layer ပေါင်းပြီးလိုက် control e နော်ဒါလေး layer ပေါင်းပြီးဒါနဲ့လည်းပေါင်းပြီးလို့ရရပြဿနာမရှိဘူးနော်ဒီဟာပေါင်းပြီးလဲလေးရဒီနှစ်ခုလည်းပေါင်းပြီးရတယ် control e နဲ့ပေါင်းလိုက်ကိုတော့ control e ပေါ့နော်အခုဖြည့်ပြီးတော့ပြီးရင်ကျွန်တော် cover site ဘေးနားသားအဖြူထည့်ဖို့အတွက် image တဲ့ကိုတွားတယ် cover site ကိုဝင်လိုက်တယ်ဝင်ပြီးတော့ရင်တော့ဒီမှာကျွန်တော်တို့ inch ပေါ့နော်ဒီနေရာမှာဘာဖြစ်လို့ကျွန်တော်တို့ရဲ့အဖြူ မပေါ်ဘူးလို့ဆိုတော့ဒီမှန်လေးရပေါင်းလို့တော့လို့နော်ကွန်ထရိုးဆက်နဲ့ပြန်ဆုပ်လိုက်ကွန်ထရိုးရဆက်နဲ့ဒီလေးရလေးပဲထားမယ်အဲ့နှိပ်ကိုဝင်မယ်ကောင်းဆက်ကိုပြန်ဝင်ကြည့်မယ်နော်ဒီမှာအဖြူလေးဖြစ်လာပြီသူကအောက်မှာလေးရတစ်ခုသူကရှိနေရမယ်ပေါ့နော်အဖြူအဖြူပဲဖြစ်ဖြစ်ပေါ့လေးရလေးတစ်ခုရှိနေရအဲ့တော့ဒီနေရာမှာတချို့တွေကအဲ့ဒီနေရာမှာဒီဒီနေရာမှိန်နေရအောင်ခုနကလို့ကျွန်တော်ပြန်ပြမယ်နော်ဒီမှာ control e ဒီမှာဆိုရင် image ထောင်းစိတ်ကိုသူကဒီမှာမိန်နေဒီမှာမိန်နေဘာမှလုပ်လို့မရအောင်နော်ဒီမှာမိန်နေဘာမှအောင်လုပ်လို့မရအောင်အဲဒါကြောင့်မလို့ဒီမှာကျွန်တော်တို့လေယာဉ်တစ်ခုရှိရသူကောင်းလေယာဉ်တစ်ခုထားရလိုက်ဒီလေယာဉ်လေးကိုသွားပြီး image cover စိတ်ကိုဝယ်ဒီမှာအဖြူရောင်လေးပေါ်ယူပါတယ်နော်ဒီနေရာမှာ inch ကိုယူ0.2 0.2ပြီး okay နေလိုက်ဒီလိုလေးပေါ်ဒါဘာကြောင့်လဲဗျာ ဒီလေယာနော်ဒီလေယာလေးကိုမျက်လုံးဖွင့်ပေးလိုက်ဒီလေယာလေးကြောင့်ဒီလေယာကိုမျက်လုံးဖွင့်တာပဲခုနလေးရနော်အောက်က background layer လေးတစ်ခုရှိရမယ်သူကဒီကောင်ပိတ်သွားတဲ့အတွက်ဒီ cover site ကအလုပ်ဖြစ်သွားတယ်နော်အဲဆိုရင် okay ဟုတ်ပြီကျွန်တော်တို့ဒီကောင်ကို control e နဲ့ပေါင်းလိုက်လို့ရပြီဒါနော် control e နဲ့ပေါင်းလိုက်ရတယ်မပေါင်းရင်ဒီကောင်တစ်ချက်နှိပ်တစ်ချက်နှိပ်ပြီး right click နဲ့ပြီး flatten image လောက်ပြီးလိုက်ဒီလို cover site ထည့်ပြီးတော့ဆိုရင် flatten image လေးလောက်ပြီးလိုက် ီလိုကမ်ဘာဆိုက်တယ်ပြတ်တယ်အင်မီလီလောက်တဲ့ခါကျရင်သူကတော့လေးဝင်သွားပြီဒါဆိုရပြီပြီးရင် attitude ကိုသွားမယ်ကျွန်တော်တို့ attitude ကနေပြီးတော့ဘယ်လိုသွားမလဲဆို define pattern ဒီမှာနော် define pattern ကိုသွား define pattern နဲ့မှာကိုကြိုက်တဲ့နာမည်ပြီးမပြီးလေရတယ်ဘာလို့ဒီတိုင်းပြီးလဲသူ pattern မှာ name သွက်ထည့်ပြီးတဲ့သဘော pattern မှာမှတ်မိရော okay အဲ့ဒါဆိုရင်ကျွန်တော်တို့စာရွက်စီရောမှာစီတဲ့ခါကျရင်ကျွန်တော်တို့ကတပုံချင်းသွားစီတာတော့ဘာလို့ရှိတယ်အဲကျွန်တော်တို့အဲ့လိုမျိုးတပုံချင်းမစီဘူး ဒီကောင်တပုံချင်းမရှိဘူးတကယ်လို့ဒီမှာကျွန်တော် stroke ပေးလို့ရသေးတယ် stroke stroke က control a keyboard ရဲ့ control ရဲ့ a ကို control pbe ကိုနှိမ့်လိုက်မယ်ဆိုရင်ဒီမှာ stroke လမ်းကြောင်းလေးဖြစ်သွားတယ် stroke လမ်းကြောင်းလေးဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ edit ကိုသွားတယ် stroke ကိုသွားတယ်ဒီမှာကျွန်တော်တို့အမဲရောင်လေး number 1လောက်ပဲထည့်လိုက်တယ်ပြီး keyboard ရဲ့ control ရဲ့ d ကိုတွဲနေလိုက် control ဖိထားပြီး d လေးကိုနှိမ့်လိုက်ရင်ကျွန်တော် delete ဖြစ်သွားတယ် delete ရဲ့ပါ delete ဖြစ်သွားလို့ဆက်လက်ဝင်နေတဲ့ဟာလေးဆက်လက်ပြန်ဖြောက်လိုက်တယ်နော် ပြီးတော့ရင်ကျွန်တော်တို့ edit ထဲက define pattern တွေကိုသွား name ပြန်ပြီးเนาะဒီနေရာမှာနော်ကိုပြီးတဲ့ name ကိုမှတ်တာပေါ့เนาะဒါမှ name ပေးပြရမလို့သူကရောက်နေတယ် okay ရဆိုရင်စာရွက်ထဲကို see ထဲမှာဆို4 6စာယူပါမယ်4အမြောက်6သူက4 6ဆိုတော့ဘယ်လိုယူရမလဲဆိုတော့ဒီမှာပူတူရဲ့တော့เนาะဒီမှာတော့ဒါက6လေး 6လီเนาะကျွန်တော်4 6 4တောင်းလိုက်ယူလိုက်တာအလျားလိုက်ပေါ့တောင်းလိုက်ယူလိုက်တာ4 6ရိုက်တယ် resolution 300ကိုယ်ကနေကိုရိုက်တယ်လေရခဏရိုက်တယ်4 6မြောက်6 inch ဒီမှာပြီးရော resolution 300ဆိုရိုက်တယ်ပြီးထောင်းလိုက်လေပေါ့เนาะ၄ချောင်းလိုရရင်ဒီဥစ္စာရွေးစရာမလိုဘူးသူကတော့အထောင်လိုက်လား။ Okay ဒီလိုလေးရ။ဒီလိုရပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ editor ကိုသွားမှာ။ အဒီထဲမှာဖေးယူသွားမယ်နော်အဒီထဲကနေဒီမှာဖေးယူသွားမယ်ဒီဖေးထဲမှာဒီမှာ foreground color ဆိုတဲ့နေရာမှာကျွန်တော်ပါချိန်မယ်ဆိုတော့ကျွန်တော်တို့ပတန်ကိုယူမယ်ခုနကပတန်မှာအဒီထဲကပတန်ထဲမှာ define ပတန်ထဲမှာပြီးခဲ့တာဖြစ်တဲ့အတွက် define ပတန်ကိုသွားရတာပြီးဒီမှာကျွန်တော် custom ပတန်ဒီနေရာမှာကိုကြိုက်တဲ့ဟာယူလို့ရအခုပထမအတာနော်ပထမစီရတာအခုနောက်ဆုံးဟာကိုယူရမယ်နောက်ဆုံးဟာတစ်ချက်နေလိုက် ိတ်ပြီးပါလုံးလဲဆိုတော့ဒီနေရာမှာဒီတိုင်းပဲဒါတွေဘာမှအထူးထူးရှောင်းနှိမ့်စရာမလိုဘူးပြီးရင် okay နေလိုက်နော်ဒါမျိုးရလာမယ်စနစ်ပုံစနစ်ပုံတော့ရလာတယ်ဒီနေရာလေးမှာအဆုံးထွက်နေနော်ဒီမှာအဆုံးထွက်နေအဲ့ဒီအဆုံးထွက်တဲ့ဟာလေးကိုကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဒီမှာ market tool လေးပေါ့နော် rectangular magro လေးကိုယူပြီးတော့ဒီနားနေပြီးတော့အဲ့ဒီဟာလေးကိုဒီလိုလေးနှိပ်လိုက်တာเนาะဒီလိုလေး ပြီးတော့ရင်လည်းသူ့ကိုလည်းဒီတိုင်းပဲအပ်တယ် fair ဒီမှာကျွန်တော်ကျွန်တော်တို့ color white အဖြူရောင်ယူပြီးရပြီးရင် okay နေပြီလားเนาะပြီးရင် control a ကိုထပ်နေပြီးရင် control d ကိုနေတယ်တော့ဒီဘက်ကိုရှူတော့ဒီဘက်ကို control d control a control d တခါလဲတွဲနေတာဘူးသူပြီးရင် control d တခါလဲဆက်နေအဲဒါဆိုရင်ပုံလေးကညီပါရင်နော်ဒီမှာညီညီညာညာလေးရပြီဒီဘက်မှာတော့ line လေးနည်းနည်းပျောက်တယ်ဘာမှဖြစ်ဘူးအဲ့ဒါပြဿနာမရှိဘူးနော်ဒါဆိုရင်ကျွန်တော်တို့ဒါ force တဲ့မှာကျွန်တော်12ပုံပေါ့နော်ဒီချောက်တဲ့မှာကျွန်တော်12ပုံတာ control a ကြီးနေလို့ဆိုရင် control d နဲ့ပြီးတော့ဒီမှာကျွန်တော်တို့နည်းနည်းလေးပြီးလို့ရနော် control d အဲဒီလိုလေးထုတ်လို့ရနော်ဒီပုံစံလေးထုတ်လို့ရနော် channel lemon site ဒီနှလုံးမတော့ဘာလို့ဒီ site တွေကိုလည်းဒီတိုင်းပဲလုပ်ယူလို့ရတယ်နော် โอเคအဲ့တော့ဆိုရင်ဒီပုံလေးကိုကျွန်တော်တို့ပြန်သွားမယ်နှစ်လက်မနော်ဒီနေရာကြီးဟိုအနောက်ကြီးပြန်ဆုပ်လိုက်တယ်ဗျနော်အဲဒီရောက်ဒီရောက်ပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်စိုက်ချိုးမှာနော်တော့အစ်စ်ပေါ့အစ်စ်ပြန်ခေါ်လိုက်ပြီစိုက်ချိုးမှာနှစ်လက်မပုံလုံးဆိုင်က၄ဆိုင်လောက်ရှိတယ်เนาะဒါပေမဲ့ ိုကိုဆင်ပြီးတဲ့ site လို့ပေါ့နော်အခု1.2နဲ့1.4လောက်ပြရမယ်1.2နဲ့အဲဒီနဲ့ကျွန်တော်တို့1.2 site ပေါ့နော် regulation ပြောင်းနေရမလို့တော့ဒီ share site လေးပဲပြောင်းပြီးရုံးမယ်ဒါရှစ်ပုံ site လားမသိဘူးเนาะကျွန်တော်လည်းကျွန်တော်ကဒီကနေ့မလုပ်တော့ကြပြီ action နဲ့လုပ်တာများတယ်အဲ့တော့နည်းနည်းတီးမယ် င်ချင်းဒီတိုင်းလည်းစင်ပြီးပါတယ်နော်အဲဒီလောက်ပေါ့နော် okay ဒီမှာမှန်ချင်းနေလိုက်တယ်ပြီးသွားရင်တော့လုပ်ပြီးမလဲဆိုတော့ကျွန်တော်တို့ background ဖြောင်း background ချိန်မဲ့ select ဆက်ချက်နဲ့ပြီးတယ်ကျွန်တော်ကနော် select ဆက်ချက်မပြီးချင်းကျွန်တော် quick selection tool နဲ့ခုနကလိုမျိုးပထမပုံလို့ဒီလိုပြီးလို့ရတယ်ဥစားချက်ပြရတယ်မတဲ့ကိုကြည့်လို့လို့နော် တိကျလားမတိကျလားဆိုတာလေးကိုအဲ့တော့ပြင်းကြောက်တော့ဆလတ်အမကိုနှိမ့်တယ်ဒါတမျိုးပေါ့နော်ဒါခုနကတော့ကိုယ်စလတ်စင်တုံးနဲ့လုတ်ပြပြီးသွားပြီဖြစ်တဲ့အတွက်ဒီမှာတော့ဒီဆလတ်ဆာဂျင်နဲ့လုတ်ပြပြီးအကုန်လုံးနှစ်ဖက်နှစ်လမ်းဆင်ပြီးအောင်ပြင်းဒီမှာကျွန်တော်တို့ဒီကောင်ကျွန်တော်တို့ကဒီကာလာတော့ထည့်လိုက်ရအောင်နော်ဒီမှာအခုဆိုရင်ကျွန်တော်ဒီအနောက်ဘက်ကာလာကိုဒုံညဒုံညတော့ CFF ကျွန်တော်ဒီမှာမသွားတော့ဘူး ီမှာမသွားတော့ဘူးเนาะဒီမှာတွင်းလာဒီကောင်းနေခုနကတော့ဆော့ကာလာနဲ့တွားတယ်အခုမသွားတော့ဘူးဖုန်းကောင်းကာလာမှာပဲကျွန်တော်ချိန်လိုက်တယ်ဒီမှာဖုန်းကောင်းကာလာလေးကိုထောက်ထောက်ပြီးတော့ကာလာနံပါတ်ရိုက်တယ်ရိုက်တယ်ပြီး okay နှိပ်ပြီးရတယ်ကျွန်တော်တို့ order delete เนาะ order delete ညလုံးဖွင့်တာညလုံးဖွင့်တာပြီး order delete ဒီလိုရအောင်ဒီလိုရပြီဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ image တွေကိုတော့မယ် cover site တော့ပြီးရအောင်နော်ဒီမှာ cover site ပြီးရမယ်ကျွန်တော် inch ထားမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်ကျွန်တော်0 0.3ပေါ့နော်อืม0.3 0.3ပဲထားနော်အဲ့ဒီကတော့စာရဲမှာတော့ကျွန်တော်တို့ဒီရဲ့ပုံဒီကတော့6လို့ရေးထားတယ်နော်ဒါပေမဲ့0.3နဲ့ပဲတောင်းတယ်လိုလေးနေလဲ okay ဒါဆိုရင်အဆင်ပြေတယ်နော်ဒီလော ပြီးတော့ရင်ဆိုရင်ကျွန်တော်ဒီကောင်အနာသားတော့ကြီးတယ်နော်ဘာမှဖြစ်ကြီးတယ် point 2လေးရတယ် point 2 point 2ပြီးလေရတယ်အဲ့တော့ကျွန်တော် regularly လုပ်နေကြတိုင်းပဲ flutter image သွားတယ်ပြီးတော့ရင်ကျွန်တော် editor ကိုသွားမယ်နော်အဲ editor မှာသွားရင်ခုနလိုပေါ့ stop လုပ်မယ် control e editor ဝင်မယ် stop အမဲရောင်လေး1 control d ဆက်လက်ဖြောက်ဖို့တော့ကိုကီးဘုတ်ရဲ့ control ရဲ့ d ကိုဟိုက်လိုက်ပြီးတော့ပြီဆိုရင်ကျွန်တော်ဒါလေးကို attitude ကိုတောင်းမယ် attitude define တောင်းမှာတောင်းမယ် okay ကိုနှိပ်လိုက်မယ်ပြီးရင် find နဲ့ u ဆိုင်ရတူရဲ့ u ဒီမှာကျတော့ဘယ်လိုယူရမလဲဆို6လေးခုနက4 6 6လေးဆိုရင်တုံးလုံးဒီလိုလေးလုပ်ပေးလိုက်ပြီးရင်ကျွန်တော်6ရဲ့4ရဲ့ width မှာ6ရိုက်တယ်ไฮมาลีใหญ่เด้ resolution มา300 ပြီး create လုပ်လိုက်နော်ပြီးတော့ပြီဆိုရင်ကျွန်တော် editor ကိုဝင်မယ် fill ကိုဝင်မယ်ဒီမှာ color နေရာမှာကျွန်တော် button ကိုယူတယ်ပြီးနောက်ဆုံးခုစေထားတဲ့အကောင်နှိပ်တယ်နော်ဒါပဲနော်ပြီးတော့ရင် okay နှိပ်လိုက်သူကဘယ်နှပုံလဲ2 4 6 8ပုံစိုက်8ပုံစိုက်ဖြစ်တဲ့အတွက်ဒီမှာ audio မှာပို့နေတာနော်ဒီအောက်ကဟောဖြတ်မယ် macro တူယူမယ် ုပ်တယ် editor ကိုဝင်တယ် fade ကိုသွားတယ်အဖြူရောင် color ယူတယ်နော်ပြီးရင် control e ကိုတစ်ခါတည်းနှိပ်တယ်ပြီးရင် control t ကိုတစ်ခါတည်းတွဲနှိပ်တယ်ပြီးရတဲ့အောက်ကို switch ချဆွဲချလိုက်။ Okay, ဒါရှစ်ပုံစံ။ဒါရှစ်ပုံစံ။ โอเคရှင်းပုံစံလေးရပြီဆိုရင်နောက်ထပ်ကျွန်တော်တို့ထပ်သွားမယ်6ပုံစံဖြစ်လာမှာเนาะ6ပုံစံအဲ့ဒီသွားမယ်သွားမယ်ဆိုတော့ကောင်းတဲ့တိုင်းပဲကျွန်တော်တို့တွေဒီမှာစလစာကျန်လည်းပြီးလို့ရတယ်ကိုယ်စလစာတိုးနေလည်းဒီလိုမျိုးပြီးလို့ရတယ်เนาะအဲပြီးသွားရမယ် control g ဒီလီယာလေးမှာ ကာလာဖြစ်မယ်ကာလာဖြစ်ဖို့အတွက်ကိုကာလာနံပါတ်ကိုမှတ်ထားပါ3333 CFF ဒီမှာကျွန်တော်ရိုက်ထည့်တယ်နော်ဒီပေါ့ Okay နှိပ်တယ်ဒီမှာအပေါ် foreground color တွင်ကျွန်တော်ကီးဘုတ်ရဲ့ order ကို phi delete ပြီးလုပ်နေတယ်အနောက်ခံ color ဝင်သွားပြီနော်အဲ့တော့ chrome နော်အဲ့လိုလုပ်ပြီးရင်လည်း site ချိုးလို့ရတယ်နော်ဒါနီး၃မျိုးပါတယ်နော်ဒီချိန်မှာ site အရင်ချိုးပြီးမှလောက်တာလည်းရတယ်ဆိုင်မချိုးခင်မှာကာလာတွေချိန်ပြီးတော့မှဆိုင်ပြန်ချိုးရင်လည်းရတယ် ပြဿနာမရှိသေးဘူးเนาะအဲ့တော့ကျွန်တော်တို့က1.4 1.7ရိုက်ထည့်ရမှာเนาะအဲ့တော့1.4အဲ့ရင်အတဘားလေးကိုတစ်ချက်ခေါက်လိုက်တယ်ဒီဘက်ကိုရောက်လာပြီအဲ့တော့ကျွန်တော်တို့1.7အဲ့ဒီမော် resolution 300ဒါပြစင်အချက်ဒီပုံစံတိုင်းမှာထားမယ်ဒီမှာဆိုရင်ဒီကောင်းလေးပုံအချင်းကြီးအောင်လို့တော့တိတ်ပြီးတော့ကျွန်တော်နည်းနည်းလေးတော့အောက်ကိုဆွဲချလိုက်မယ်နော် really genuine. ไม่เจออยู่นะเอวแมวลีนะจะในรถชีวิตยองลงเลยอ่ะเนาะ KD ညီကြီးပေါ့ဒါဆိုရင်အမှန်ကြီးလေးနေလိုက်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ drone တဲ့အတိုင်းပဲ image တွေကိုဝင်မယ် image တွေအနေနဲ့ cover size ဝင်မယ် inch လုံးနဲ့ဒီမှာတော့ကျွန်တော်တို့တွေအခုနောက်တိုင်းပဲ0.3လေးရရနော်0.6လေးရ0.6 0.6ကြည့်လေအဲကြည့်ရနော်နားပါကြည့် နာနာကြီးတွေ image တွေကိုဝင်မဲ့ cover site ကိုတော့မြဲအဲ inch ဒီနေရာမှာ point 3ပဲပေးကြည့်နော်နောက်ကူလုံးကိုကျွန်တော် point 3ပဲပေးမယ်နာတာပတ်တယ် okay ကျွန်တော်ရတယ်နော် point 3နဲ့ရအဲဆိုရင် right click flatten image keyboard ရဲ့ control key တူတူတူဝင်မဲ့ stroke ကိုတော့မြဲ color မဲ့1 stroke ကို view view ပတ်လိုက်တယ်နော် control d select ဖြောက်တယ် ဒါမူတိုးလေးကိုရွှေ့တာပြီနော် crop point နေလို့ဒါဘာမဖြစ်ပြီးရင် attitude ကိုတောင်းမယ် define pattern ကိုတောင်းမယ်တခါ pattern လေးနာမည်ပေးလိုက်တယ်နော်ပြီး find new ကိုတောင်းတယ် new ကိုတောင်းပြီးတော့ကျွန်တော်ဘာ site ယူရမလဲဆိုတော့သူ့အကြောင်းသူ့ရဲ့6လေးပဲနော်6လေးအလျား6တောင်းလိုက်က4ဖေးဒီလိုပဲနော်အဲ့တော့ကျွန်တော် attitude ဝင်မယ်ဖေး pattern ဒါလောက်ပါများရင်မှတ်မိသွားအောင်နော်နောက်ဆုံး နောက်ဆုံးပုံလေးယူလိုက်တဲ့ပြီးလမ်းကြီးချစ်ပြီးတော့၆ပုံစိုက်ဖြစ်သွားတယ်နော်၆ပုံစိုက်ကဒီဘက်မှာပုံနေတယ်ဒီဘက်မှာပုံနေတဲ့ဟာလေးကခုနကဒီမှာအဲ loading element ကိုတော့နေနော်ပြီးတော့ရင်ကျွန်တော်အရင်နေရာမှာကျွန်တော်တို့ online လုပ်လို့ရတယ်တခါတည်းဒီမှာဒီမှာဘောနော်ဒီမှာအဖြူရောင်လေးတွေ့လား background color မှာအဖြူရောင်အဲ့ background color ကို ဖြည့်တင်လိုက်လို့ရဒီမှာသွားနေရတဲ့ရှုပ်တယ်ဆိုရင် active fail အဲအဲ့လိုမျိုးတဆင့်သွားနေရတယ်ဆိုရင်ကျွန်တော်တို့ကအနောက်ခံအဖြူထည့်ကျင်တာဖြစ်တဲ့အတွက် control ကိုဖြည့်ပြီးတော့ delete နှိပ်လိုက်ရင်ဒါ background color ဝင်သွားတယ်ပြီးရင် control A เนาะပြီးရင် control D ပြီးဒီကိုရွှေ့เนาะအထည်ကိုရွှေ့ Okay control D select ဒါဆိုရင်เนาะတက်ပုံထုတ်လို့ရပြီเนาะ လို့ပြီးကျင်လဲဆိုရင် control control a ကိုနှိပ်တယ် control d ကိုနှိပ်ပြီးတော့ね control a နှိပ်ပြီးမှ control d နှိပ်နှိပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့သူကဒီမှာကျွန်တော်တို့ layer ကတော့ခတ်ထားလို့ layer တော့ပွင့်နေရင်တော့ control d နှိပ်ပြီးတခါလေးလုပ်လို့ရတယ်။ပြီးကျွန်တော်တို့ဒီလိုမျိုးလေးအနာသားလေးခြံနေလဲဆိုနည်းနည်းတီးထလိုက် control d ဆက်လက်ပြန်ဖြောင်းမယ်။နော်ဒီလိုမျိုးလေးဒီလိုမျိုးလေးထုတ်ပို့ကောင်းတယ်။နော်ဒါဆိုပို့ပြီးစနစ်ကြနည်းနည်းပဲ ိုမသေးရအောင်သူကိုယ့်ရဲ့စက်တီးကအနာသားလေးနည်းနည်းကျန်လဲဆိုရင်အနာသားလေးနည်းနည်းလုံးထည့်ပြီးလဲအထည်ကိုကျုံတယ်ပြီးလဲ control control e control d နော်ဒီမှာ order လေးကိုဖြည့်ပြီးတော့โอเคဒါဆိုရင်တော့ဒီနောက်ဗီဒီယိုလေးမှာကိုရင်းညီလေးတဲ့သင်ခန်းစာလေးနဲ့တွေ့မယ်เนาะဒါကတော့ लाइसेंस यू यू वो ना सी एंड डी पी पाले ओके okay, आलम से भी जा बाते हम यार से मैं भी रचे ही जनों के